်ဟယ်လိုအားလုံးဝမင်္ဂလာပါမတွေ့ရလဲကြပြီ Charlie Kirk ရဲ့ပိုင်းတော့ကလွန်ခဲ့တဲ့တပတ်နှစ်ပတ်လောက်က Charlie Kirk ဆိုရဲအမ်လဲရာရင်နိုင်ငံရေးနဲ့ဘာသာရေးသမားလို့ခေါ်ရမလားသူရဲ့သူ့ကိုလှုပ်ရှားမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့တော့ထုံးစံအတိုင်းပေါ့နော် Charlie ဟာအာလက်ရာရင်နိုင်ငံရေး policy တွေကို အားပေးတဲ့သူတယောက်ဖြစ်ပြီးတော့သူဟာဘာသာရေးနဲ့နွယ်တဲ့နိုင်ငံရေးကိုလုပ်တဲ့အပေါ်မှာသူ့ရဲ့တည်ဆုံမှုကိုအကုံလုံးကစန့်ကျင်ဖက်အဖွဲ့အစည်းဖြစ်တဲ့လက်ဝဲရင်းတွေကိုလက်ဝဲရင်းထဲကဖြစ်မယ်လက်ဝဲရင်းထောက်ခံသူတွေကဖြစ်မယ်ဆိုပြီးတော့အမျိုးမျိုးထင်ကြေးတွေပေးခဲ့ပါတယ်အဲ့လိုထင်ကြေးပေးပြီးတော့အာနရက်အတွင်းမှာပဲလူတယောက်ကဓာတ်ပုံထွက်လာတယ်ပထမဆုံးဓာတ်ပုံထွက်လာတယ် သူ့ရဲ့အဒီဒီခေါင်းမိုးပေါ်ကနေပြီးတော့ပြက်တာပေါ့နော်ဒီပြက်တဲ့လူကလည်းအမတန်ကိုတော်တဲ့လက်ဖြောင်းတမားလို့ဆိုလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ချက်စုတစ်ချက်ထုတ်ချင်းမဲ့ဒီနေရာကိုပြစ်လိုက်ပြီးတော့မှတကယ်ပင်မသွေးကြောကိုပြစ်ပြီးဘာလို့လဲဆိုတော့အာချာလီဟာအ နာမည်ကြော်ကြားလူချစ်များလူမုန်းများတဲ့ celebrity ဖြစ်တဲ့အပေါ်မှာသူဟာသွားတဲ့နေရာတိုင်းမှာကြီးကားတွေဝတ်ပြီးတော့သွားပါတယ်လုံခြုံရေးလည်းအများကြီးရှိပါတယ်အဲ့တော့အဲသူ့ကိုပြစ်တဲ့လူကအမတန်ကိုတော်တာပေါ့နော်သူရဲ့လုပ်ငန်းစဉ်မှာတော်တယ်တနက်ပြစ်တဲ့ရေးရမှာကျွမ်းကျင်ပြီးတော့ဒီလိုမျိုးနေရာကိုပြတ်ချလိုက်ပြီးတော့မှသွေးတွေကပိုက်ကဖွင့်တယ်လို့မျိုးပဲသွေးတွေထွက်ပြီးမှချက်ချင်းသေသွားတယ် အာချက်ချင်းတည်သွားတဲ့နေရာမှာလဲဒီဖက်ဒရာပေါ့နော်အဲ့ဒီပြည်နယ်အစိုးရတွေကသူ့တည်တယ်ဆိုတာကိုမပြောဘူးအမ်တမျိုးပဲအဲ့ဒီကိစ္စကတော်တော်တော့နည်းနည်းရှုပ်ထွေးရယ်ပြီးတော့မှဟိုစပြီးသောသားတွေလူတွေထွက်ကြတယ်ပေါ့နော်ဒါဟာလဝဲရင်းဘက်ကဖြစ်မယ်ဒါမှမဟုတ်ရင်လဝဲရင်းနေရဲ့အာအမာခံပြိတ္တတီဖန်နေတဲ့ဟာဖြစ်မယ်ပေါ့နော်သူ့ကိုမုံတီးရဲ့လူတွေဖြစ်မယ်ဆိုပြီးတော့အမျိုးမျိုး ပြောနေတဲ့အချိန်မှာပဲလူသက်သမားရဲ့ဓာတ်ပုံ FBI ကထွက်လာပါတယ်။အာလူသက်သမားဟာဒီအခေါမိုးတစ်ခုကနေပြီးတော့လမ်းပြီးတော့ပြစ်လိုက်တယ်ပေါ့နော်။ပြစ်ပြီးတော့တာတာလေးပဲခေါမိုးပေါ်နေဆင်းလာပြီးမှသူဟာတော့ထဲကိုပျောက်ဝင်ပြီးတော့ပျောက်ကွယ်သွားတယ်။အဲ့ဒီအချိန်မှာလူသက်သမားရဲ့ဓာတ်ပုံတစ်ခုထွက်လာတယ်။ CCTV ကနေပေါ့နော်။ဒီကြောပွဲလေးလွယ်ထားတဲ့အုတ်ထုတ်ရဲ့မျက်မှန်ရဲ့နဲ့ဒီထွက်လာတဲ့ပုံကိုအာ တွေ့ရပြီးတော့အဲနောက်ရက်မှာပဲသတင်းတစ်ခုပါထပ်ထွက်လာလဲဆိုတော့လူငယ်တယောက်ပေါ့နော်လူငယ်တယောက်ကို သူ့ရဲ့အဖေကရဲလက်ထဲအပ်ပါတယ်ဆိုတဲ့သတင်းကိုထွက်ခဲ့တယ်။ထွက်ပြီးတော့ရဲလက်ထဲကိုဘလို့အပ်တာလဲဆိုတော့ဒီလူငယ်ကအာသူပြစ်ပါတယ်လို့ဝန်ခံလို့တဲ့။အော်အဖေဖြစ်သူကလည်းဟိုဒါပေမဲ့ဖြစ်လိုက်တော့ဘလို့ဖြစ်လဲဆိုတော့လူဖြူလက်ရာ ရင်းတောင်မှမဟုတ်ဘောနော်လုံးဝလက်ရာကိုအားပေးရအုပ်စုရဲ့အိမ်ကသားလေးတယောက်ပဲဖြစ်နေရပေါ့နော်အာဖြစ်နေပြီးတော့အာဒီကိစ္စကဩဘလို့တွေလဲဆိုပြီးပြီးသွားပြင်မဲ့အခုထွက်လာတဲ့နောက်ထပ်အာဒီ Charlie ရဲ့ Charlie Ha Turning Point America Turning Point USA ဆိုတဲ့ organization ရဲ့ founder တယောက်ဖြစ်ပါတယ်။ Turning Point လို့ပြောပြီးသူဟာအာဘာသာရေးနဲ့နေကြဖို့ဘာသာရေးဆိုတာ Christian ပေါ့နော်။အာနေကြဖို့ဆိုတဲ့စကားတွေပြောတယ်။အာသူ့ရဲ့ဘာသာရေးဆိုတဲ့စကားတွေထဲမှာအာနိုင်ငံရေးတွေပေါ့နော်နိုင်ငံရေးမှာလည်းအာလူမျိုးကြီးဝါဒပေါ့လူဖြူလူမျိုးကြီးဝါဒတွေဘာတွေကိုပဲသူအများဆုံးပြောလို့ရှိရဲဒါပေမဲ့ အဲ့ဒီအဖွဲကိုလည်းထောက်ခံအားပေးတဲ့လူမဲတွေလည်းအများကြီးရှိပါတယ်အဲ့ဒီမှာကိုသူနဲ့၂၀၀နဲ့အာ၁၈ခုနှစ်ကလေးကလွန်ခဲ့တဲ့၁၀နှစ်လောက်ကလေးကအတူတူလက်တွဲလုပ်ခဲ့တဲ့လူမဲအမျိုးသမီးတစ်ယောက်ရှိရဲ Candace Owen လို့ခေါ်ရဲသူကသူရဲ့အင်မတန်ယဉ်နီးပြီးတော့အတူတူလက်ရာယုံလို့လို့ပေါ့နော်သူတို့လူချင်းလဲတော်တော်ယဉ်နီးတယ်ဘာလို့လဲဆိုတော့ဆယ်စုနှစ်တခုယုံကြည်ရာတခုကို အတူတူလှုပ်လှုပ်ကြရတဲ့လူကြီးဆိုတော့အဲ့ကောင်မလေးကအာသူ့ရဲ့တည်ဆုံးမှုကို သူတို့ပြောတဲ့ story ကိုလုံးဝလက်မခံနိုင်ဘူး။သူကသူ့အနောက်ကိုပဲလိုက်နေ။ငါတို့ကလူဖြူတွေအော်ငါတို့ကပေါ့နော်ဒီအဖြစ်မှန်ကိုသိရမယ်သိရမယ်ဆိုပြီးတော့လိုက်နေတဲ့အချိန်မှာအဲ immediate စိတ်ရှုပ်စရာကောင်းတဲ့တည်င်းတွေတည်င်းပြောင်းလဲမှုတွေကိုတွေ့လာရပါတယ်။ဘာလို့လဲဆိုတော့ပထမကအာဒီလူငယ်ကို အဖေကိုယ်တိုင်ကရဲလက်လာအပ်တယ်သူတာဝန်ခံလို့လာအပ်တယ်ဆိုပြီးထွက်နေတဲ့တဲ့င်းဟာနောက်ဆုံးတဲ့င်းအမားဖြစ်နေပါတယ်အဲ့ဒါဟာမဟုတ်ပါဘူးတဲ့အဲ့ဒါကိုဒီပြည်နယ်အစိုးရကလိန်လေထုတ်ပြန်ထားခြင်းဖြစ်ပါတယ်တဲ့ဒါဟာလွန်ခဲ့တဲ့ရက်ပိုင်းရဲ့နောက်ဆုံး update ပါအဲ့တော့ဒီအမျိုးသမီးကအကြောင်းစုံကိုတနင်္လာနေ့ဒီနေ့ကျွန်တော်ထိုင်ပြီးစကားပြောနေတာတနင်္ဂနွေနေ့ပါတနင်္လာနေ့မှာထုတ်ပြန်မယ်လို့ပြောထားပါတယ်အဲ့တော့ကျွန်တော်ကလည်း update ကိုပြောပြပေးပါမယ် တခုပဲထူးဆန်းနေတာကအဒီချာလီတေသွားတဲ့ချာလီဟာမသေးခင်ပေါ့နော်ဒီတပတ်စရဲ့လောက်ကနေစပြီးတော့ Epstein file အမတန် American နိုင်ငံရဲ့ ND ရဲ့အကြီးဆုံးအမှုခင်တွဲ file ဖြစ်တဲ့ Epstein file Epstein file ကိုလူတွေကိုခြားပြဖို့ Epstein file မှာဘာတွေပါတယ်လဲတရက်ခံအမှုတွဲကဘသူတွေလဲဘာတွေပါတယ်လဲဆိုတော့ပြည်သူလူထုကိုခြားပြဖို့ဆိုပြီးတော့ချာလီဟာအဲ့ဒီကိစ္စကိုစပြီးတော့စကားပြောလာပါတယ် အဲ့တော့သူကဒီကိစ္စကိုစပြီးစကားပြောလာတဲ့အပေါ်မှာ Epstein နဲ့ပတ်သက်ပြီးဆိုရင်နှုတ်ပိတ်ခံလိုက်ရတာများပါတယ်။ Epstein နဲ့ပတ်သက်ပြီးတော့ထေသွားတဲ့လူတွေလည်းအာမနေဘူးပေါ့နော်။ အဲ့တော့ဒီ Epstein file ကြောင့်နှုတ်ပိတ်ခံလိုက်ရသလားဒါဟာ inside job လားအတွင်းထဲကအချင်းချင်းလုပ်တဲ့ကိစ္စရည်လားဆိုပြီးတော့အင်မတန်ကိုအငင်းပွားဖွယ်ရာဒီ conspiracy theory တွေအရင်ကိုဖြစ်ပေါ်နေရဲ့အဲ့တော့သူ့ရဲ့ဒီလုပ်ဖို့ကင်ဖဲအင်မတန်ရင်းနှီးရဲ့ကောင်မလေးကလည်းဒီအနောက်ကိုလိုက်မယ်ဆိုပြီးတော့ပြောပါတယ်ဒီကလေးမှလည်းသူအသက်အန္တရာယ်နဲ့ကြုံတွေ့ရနိုင်ပါတယ်သူနဲ့ပတ်သက်အဲ့ဒီဟာနဲ့ပတ်သက်တဲ့လူတွေဟာမတော်တဆမှုလို့လို့အဆုံးစီရင်မှုလို့လို့ကိစ္စရည်နဲ့သိသွားကြတာများပါတယ်အဲ့တော့ ဒီ Charlie ရဲ့အာလှုပ်ကြံမှုဟာရိုးရိုးတာမန်ဒီစန့်ကျင်ဘက်ကလှုပ်ကြံတာလည်းမဟုတ်သလိုသူ့ရဲ့ဟိုနိုင်ငံရေး ideology တွေကိုမကြိုက်တဲ့လူငယ်တယောက်ကလှုပ်ကြံလိုက်တယ်ဆိုတာဟာလည်းမဟုတ်ပါဘူး။နောက်တစ်ခုကဒီလိုဖွင့်လိုက်တယ်သူတို့တွေ့ရတနတ်သမားပေါ့နော် CCTV မှာပေါ်လာရပါတယ်ဆိုရယ်တနတ်သမားရဲ့ဓာတ်ပုံဟာအခုအဖမ်းခံတဲ့ Tyler ရဲ့ဓာတ်ပုံနဲ့ လုံးဝမတူဖြစ်နေမတူဆိုတဲ့နေရာမှာကွဓာတ်ပုံဆိုတာဟာတစ်ခါရရင်တစ်မျိုးထွက်တတ်တာတော့အမှန်ပါပဲဒါပေမဲ့မျက်နာတွေနှခမ်းတွေနှာခေါင်းတွေအားစာမတူဖြစ်နေအမျက်လုံးကတော့နေကမျက်မှန်အမဲတတ်ထားတော့မသိရဘူးပေါ့နော်မဲပိတ်ပိတ်ကမှတတ်ထားတော့မသိရအောင်ကြာနာတွေကတော့လုံးဝမတူဖြစ်နေပါတယ်အဲ့တော့နောက်တစ်ခုအန်ဒီရဲ့အကြီးဆုံးကအခုတိုင်လာပေါ့နော်ဒီတရက်ခန်းဆိုပြီးတော့ အဖေကလာပို့လို့သူတို့ဖမ်းထားပါတယ်ဆိုတော့တိုင်လာဆိုတဲ့လူငယ်ကိုဘာသတင်းလွှင့်နေလဲဆိုတော့ဒီကောင်လေးဟာ societal thought တီသူ့မှာဖြစ်နေတယ်။သူဟာကိုယ့်ဟာကိုယ်အဆုံးစီရင်ဖို့စ조사နေရယ်အဆုံးစီရင်ဖို့စ조사နေရယ်ဆိုတဲ့သတင်းတွေကိုမီဒီယာကနေစပြီးတော့လွှင့်လာပါတယ်။အဲ့တော့ဒီဟာအမှုဟာတရားရုံးမရောက်ခင်ဒီကောင်လေးကိုကိုယ့်ဟာကိုယ်အဆုံးစီရင်သွားပါတယ်ဆိုပြီးတော့နှုတ်ပိတ်လိုက်နိုင်တဲ့အခြေအနေရှိပါတယ်။ဒါကြောင့်မို့လို့ခန်းတေစာဒီကိစ္စကို လုံးဝလက်မခံနိုင်ကြောင်းဒီ online ကနေတောက်လျှောက်လုံးဆောင်မှုတွေပြုတ်နေပါတယ်။နောက်တစ်ခုက Epstein လို့ပြောတဲ့နေရာမှာ Epstein ဆိုတာ Epstein file အကြောင်းကိုကျွန်တော်တည်တံ့ပြောပါမယ်။ Epstein ဆိုတဲ့ billiona immatan ကျွဲဝချမ်းသာတဲ့တထေးကြီးဟာမိန်းကလေးငယ်ပေါင်းမြောက်များစွာကိုလူကုန်ကူးမှုမဒိန်းချင်းမဒိန်းတော့မခေါ်ဘူးနဲ့တွေ့လူကုန်ကူးမှုပတ်စံပေးပြီးတော့မှ prostitution တဲ့ကိုပေါ့နော်ဒီအာဒီအာပြည်တန်စာလုပ်ငန်းကို အသက်73 74နှစ်အရွယ်ကလေးတွေကိုပြည်သူစာလုပ်ငန်းတွေကိုဆွဲသွင်းမှုဆိုတဲ့အမှုတွေနဲ့ဖမ်းခံခဲ့ရတာပါသူ့ကိုဇူလိုင်လဇူလိုင်လမှာ2019ဇူလိုင်လမှာသူ့ကိုဖမ်းခဲ့ပြီးတော့ဩဂတ်10ရက်နေ့ရုံမထုတ်ခင်မှာပဲမိမိကိုကိုတတ်တည်သွားပါတယ်ဆိုပြီးတော့သူ့ရဲ့အလောင်းကိုပဲအာထုတ်ခဲ့ပါတယ်ဆိုတော့ ဒီ Epstein file ဟာအင်မတန် under ရဲ့ကြီးရဲ့ file တစ်ခုဖြစ်ပါတယ်အခု a hot ဆုံးသတင်းကတော့ကျွန်တော်တို့ရဲ့သမရာကြီး Donald Trump find ထဲမှာပါနေပါတယ်ဆိုတဲ့ကိစ္စပါအဲ့ဒီအတွက်ကြောင့်မို့လို့ Charlie Kirk က DF file ကို Ricky Duja ကိုထုတ်ချပြပါလို့ပြောတဲ့အပေါ်မှာ inside job သမရာကြီးဘက်ကနေပဲလှုပ်လိုက်သလားဆိုတဲ့ conspiracy တွေပေါ့နော်အထင်ကြီးပေးမှုတွေအမျိုးမျိုးထွက်ပေါ်နေပါတယ်နောက်တစ်ခုကတော့ ချာလီရဲ့တည်ဆုံးပြီးတော့ချာလီရဲ့အတုပါတွေသူ့ရဲ့အမျိုးသမီးရဲ့ပုံစံတွေဟာလည်းတာမန်နေနဲ့မတူဘဲနဲ့အတုပါဟာလည်းတကယ်ဒီ concept ကြီးတစ်ခုလိုမျိုး စီးပွားရေးကြော်ညာတွေအမျိုးသမီးကလည်းမျက်ရည်အတုတွေနဲ့ပေါ့နော်ဒီဒါကတော့ကျွန်တော်ရဲ့ personal မဟုတ်ပါဘူးဒါတဲ့င်းနေ online မှာပြန့်နေတဲ့တဲ့င်းတွေကိုပြောပြချင်တာဖြစ်ပါတယ် အဲ့တော့ဒီဟာကတမယိုးကြမဟုတ်ဘူးမယိုးသားဘူးဆိုပြီးတော့အမျိုးမျိုးဖြစ်နေတဲ့ conspiracy ကြားမှာ နောက်ထပ်ဆက်ပြီးဘာတွေဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်ကအမ်စိတ်ဝင်စားနေစောင့်ကြည့်နေရဲ့မိတ်ဆွေတို့ကိုလည်းခြားပြပေးပါမယ်အားလုံးပဲမင်္ဂလာပါပျော်ရွှင်စရာကောင်းတဲ့ရက်တစ်ပတ်အပြည့်ဖြစ်ပါစေ Bye.